ဒီနည်းလေးသိထားလို့အကျိုးမရုပ်စေမဲ့လူတိုင်းသိထားတဲ့နဲ့စန်းနမိတ်ကောက်တဲ့နည်းလေးတစ်ခုကြောင့်ကိုပြောပြပေးမှာဖြစ်ပါတယ်။ဒီနည်းလေးဒီစန်းနမိတ်ကောက်တဲ့နည်းလေးဒါသိထားမယ်ဆိုရင်အဲ့တော့မိမိတို့ရဲ့အိမ်ပတ်ဝန်းကျင်မှာကြားတဲ့ဖြစ်နေတဲ့ဖြစ်ပျက်တွေပေါ်မူတည်ပြီးတော့ဒီဖြစ်ပျက်ဟာငါအိမ်ပေါ်မှာမိမိအိမ်ပေါ်မှာကောင်းတဲ့ကိစ္စဖြစ်မှာလားမကောင်းတဲ့ကိစ္စဖြစ်မှာလားလက်ပွဲမှာလားလက်ပိတ်မှာလားအဲ့တော့ကောင်းတဲ့နမိတ်ဆိုလို့ရှိရင်အဲ့ချိန်မှာစီးပွားရေးတွေကိုအချိန်ဟုန်မြင့်လာတယ် စီဝါယူအင်းနဲ့အားနဲ့လုတာကြီးလုံမှာပေါ့တကယ်လို့ဒီပတ်ဝန်းကျင်မှာကြုံရတဲ့ဒီနမိတ်ဟာငါ့အတွက်မကောင်းတဲ့နမိတ်ပါလားဆိုရင်လည်းအဲ့ဒီမကောင်းတဲ့နမိတ်ကိုကြည်ပြတ်သွားအောင်လို့ကျွန်တော်တို့အစီအစဉ်အကြေအရာခြေပစ်လိုက်ပါပေါ့နော်အဲ့တော့တိဖို့ကလည်းလွဲပါတယ်လွယ်လွယ်လေးပါအဲ့ဒါတိဖို့တော့ကကျွန်တော်တို့သင်္ချာလေးနည်းနည်းနားလည်ဖို့ရပါပြီကျွန်တော်တို့သင်္ချာမှာအပေါင်းနဲ့အပေါင်းနဲ့ပေါင်းရင်အပေါင်းရတယ်အနှုတ်နဲ့အနှုတ်နဲ့ပေါင်းရင်လည်းအပေါင်းရတယ်အပေါင်းနဲ့အနှုတ်နဲ့ပေါင်းရင်အနှုတ်ရပြီးတော့အနှုတ်နဲ့ပေါင်းနဲ့ပေါင်းရင်လည်း ကျွန်တော်တို့အနှုတ်ပဲရပါလေအဲ့တော့တူရနှစ်ခုပေါင်းရင်တူရနှစ်ခုကိုပေါင်းရင်အပေါင်းရတာပေါ့နော်မတူတာနှစ်ခုပေါင်းရင်အနှုတ်ရတာပေါ့အဲ့ဒီသဘောလေးပါပဲအဲ့တော့မိမိတို့ရဲ့အိမ်ရဲ့ခေါင်းရင်နော်ခေါင်းရင်အိမ်တို့မျက်နှာချင်းဆိုင်အိမ်တို့အဲ့ဒီခေါင်းရင် မျက်နှာချင်းဆိုင်အိမ်ရတော့ဒါမိမိတို့ရဲ့မင်္ဂလာရှိတဲ့နေရာမှာရှိနေတဲ့အိမ်လို့ခေါ်ပါလေအဲ့ဒါကိုအိဋ္ဌအယက်လို့ခေါ်တာပေါ့ကျွန်တော်တို့ဟိုကောဟိုပါဖြစ်ဆိုရင်တော့ကျွန်တော်တို့အပေါင်းလက္ခဏာပဲကျွန်တော်ထားပါတော့နော်အပေါင်းလက္ခဏာပေါ့ဒါကောင်းတဲ့အယက်ကြီးပေါ့မိမိတို့ရဲ့အိမ်ရဲ့ နောက်ဖေးအရက်တို့ချင်းရက်တို့ဟာကြတော့ကျွန်တော်တို့အနှိမ့်စာရက်လို့ခေါ်တာပေါ့မကောင်းတဲ့ရက်ဒေတာလို့ခေါ်တာပေါ့ဒါကြောင့်မလို့သူ့ကိုကျွန်တော်တို့အနှုတ်လက္ခဏာလို့ထားလိုက်ပေါ့နော်အဲ့တော့မိမိအိမ်ရဲ့ခေါင်းရင်အရက်ဟာမင်္ဂလာရှိတဲ့ရက်အဲ့ဒီခေါင်းရင်အရက်အိမ်ငနေချင်းတိုင်းအိမ်ပေါ့အဲ့ဒီအိမ်ကြီးမှာအလူကိစ္စပေါ်တာမင်္ဂလာဆောင်နေပေါ်တာပြီးရင်ရီမောဇန်နေကြရတာဖျားရှိကိုယ်တန်နေကြရအစရှိသည့်ဖြစ်ကောင်းတဲ့အတန်နေကောင်းတဲ့အချင်းရာတွေလာဖြစ်တယ်ဆိုရင် မိမိရဲ့အိဋ္ဌအယက်ဖြစ်တဲ့ကောင်းသောအယက်မှာကောင်းသောကိစ္စတွေဖြစ်တာဖြစ်တဲ့အကြောင်းလို့အိဋ္ဌနဲ့အိဋ္ဌနဲ့ပေါင်းပြီးတော့အကောင်းနဲ့အကောင်းနဲ့ပေါင်းပြီးတော့ကျွန်တော်တို့မှာအကောင်းဆိုလဲကြည်လာရပါတယ်။အဲဒီအချိန်မှာကိုယ့်အိမ်မှာစီးပွားလာတတ်တာလို့အဲဒီနှစ်မှာအဲဒီလမှာကိုယ့်အိမ်မှာစီးပွားတတ်တာလို့လုပ်ငန်းဆောင်တာတွေအဆင်ပြေတာလို့ true ကြကြမိစလို့ကြုံရပါလိမ့်မယ်။နောက်တစ်ခုကတော့မိမိတို့ရဲ့ချီးရင်အယက်နောက်ဖေးအယက်အဲဒီအယက်တွေဟာမိမိတို့အနေနဲ့ပြောရင်တော့ဟိုပေါ့မကောင်းတဲ့အယက်အနိဋ္ဌအယက်လို့ခေါ်မှာပေါ့ အဲ့တော့အနှုတ်လက္ခဏာထားမှာပေါ့နော်အဲ့တော့အဲ့လိုမျိုးချီရင်ရဲ့ချီရင်အိမ်နောက်ခေးအိမ်မှာနော်စေတန်စိုးတန်ရံဖြစ်တန်ငူယိုတန်အစရှိတဲ့ဖြစ်မကောင်းတဲ့အတန်ပလန်ကြီးကြားရမယ်ဆိုရင်မကောင်းသောအရက်မှာ မကောင်းသောအတန်ကိုကြားရတာဖြစ်တဲ့ကြောင်းလို့အနှိဋ္ဌနဲ့အနှိဋ္ဌနဲ့ပေါင်းတဲ့အခါမှာအိဋ္ဌဆိုတဲ့အဖြစ်ကိုလာရပါတယ်အဲ့တော့အဲ့လိုမျိုးတွေဖြစ်ရင်လည်းကိုယ့်ဘာလာပြီးတော့ကောင်းတာပေါ့စီးပွားတက်တာတွေပါဖြစ်တာပေါ့လုပ်ငန်းတွေအဆင်ပြေတာပေါ့လက်လာပါတွေအကွမ်းလန်းတာပေါ့နော် အတ္တဘူးမှာစန့်ကျင်ဘက်ဖြစ်ပြီးတော့မိမိတို့ရဲ့အိမ်ရဲ့ခေါင်းရင်းရဲ့အိမ်မှာနော်ခေါင်းရင်းအိမ်မျက်နှာချင်းဆိုင်အိမ်ကအလူမင်္ဂလာဘုရားရှိခိုးတန်ကြီးကြားရမယ်အစားငြေရမယ်အစားကျွန်တော်စေတန်စူတန်ငူယူတန်ကြီးရှင်ဖြစ်တန်ကြီးကြားနေရမယ်ဆိုရင်မကောင်းတဲ့အရာမှာအကောင်းတဲ့အရာပေါ့နော်အိဋ္ဌအရာမှာမကောင်းတာလားဖြစ်တာဖြစ်တယ်လို့ကြောင်းမလို့အပေါင်းနဲ့အနှုတ်နဲ့ပေါင်းတဲ့အခါမှာအနှုတ်ဆိုတဲ့မကောင်းတဲ့ရလတ်ဟာကိုယ့်အိမ်မှာလာပြီးဖြစ်ပါတယ်အဲ့ဒီအတော်တွေမှာကိုယ့်အိမ်မှာလက်ပိတ်တာမျိုး လုပ်ငန်းတွေလွှဲချော်တာမျိုးအဆင်မပြေတာမျိုးလိုက်ချစ်တတ်တာပေါ့ဟုတ်ပြီအဲ့လိုဖြစ်ရင်ကျွန်တော်တို့ဘာလုပ်ရမလဲဆိုတော့ကျွန်တော်တို့အဲ့ဒီမကောင်းတဲ့နိမိတ်ကိုပြက်ပြဲသွားအောင်လုပ်ရမှာတော့အဲ့လိုမျိုးခေါင်းရင်းဘက်အိမ်နေရန်ချင်းနိုင်အိမ်နေမှာရန်ချစ်တန်ဆဲတန်စိုးတန်ငူယူတန်နေကြားရပြီဆိုရင်ကိုယ့်ရဲ့အိမ်ရဲ့မိဖို့ကန်နောက်ဖေးကန်ဝင်မှာဒံအိုးဒံကွက်တွေကိုအတန်ထွက်အောင်လုပ်လိုက်ပါအုံကွက်အွန်လိုင်းဂုံးကွက်ပေါ့နော်ဟိုခဏပေါ့နော်ဟိုအချက်နဲ့ချက်လောက်လုပ်လိုက်ရပါပြီ ပြန်ကျွန်တော်တို့အိမ်နာစကားတွေပါတွေကိုဒုံဝင်နဲ့စောင့်ပိတ်လိုက်တာမျိုးကိုပြန်ပြီးလုပ်လိုက်ပါအဲ့ဒါဆိုရင်အဲ့ဒီအဆိုးကကိုယ့်အိမ်အတွက်ဘာမှလာမဖြစ်တော့ဘဲနဲ့အဲ့ဒီအဆိုးတွေအားလုံးကြည်သွားပါတယ်နော်နောက်တစ်ခါမိမိရဲ့အိမ်ရဲ့ခြေရင်းဘက်အိမ်နောက်ဖေးအိမ်တွေမှာနော်မကောင်းတဲ့နေရာတွေမှာအလူတို့မင်္ဂလာတို့လာပေါ်ပြီးရီမောတန်တွေကြားနေရပြီဆိုရင်တော့အဲ့ဒါမကောင်းသောအရက်မှာကောင်းသောအချင်းရာကောင်းသောအတန်တွေဖြစ်တာဖြစ်တဲ့တကြောင်မလို့နော် အနိဋ္ဌာနဲ့အိဋ္ဌာနဲ့ပေါင်းတဲ့အခါမှာမကောင်းတာနဲ့ကောင်းတာနဲ့ပေါင်းတဲ့အခါမှာမကောင်းတာဆိုအဖြေရတဲ့အတွက်ကြောင့်မလို့ကိုယ့်အိမ်မှာမကောင်းတာတွေလာပြီးဖြစ်တတ်တယ်ပေါ့လက်ပီတာတွေလုပ်ငန်းတွေလွှဲချော်တာတွေအဆင်မပြေတာတွေဖြစ်တတ်တာပေါ့အဲ့လိုမျိုးဖြစ်ပြီးဆိုရင်ကျွန်တော်တို့ကိုယ့်အိမ်မှာရေရာပြန်လို့ရပါမယ်။မလုပ်ရမလဲဆိုရက်ကိုယ့်အိမ်ရဲ့ဖျားခန်းကိုဝင်းဖျားတောက်တော်ကြီးကတ်လိုက်တာမျိုးတို့အမွှေးတိုင်းထုံးလိုက်တာမျိုးတို့စီမီပူစော်လိုက်တာမျိုးတို့ပရိတ်ဖွင့်လိုက်တာမျိုးတို့ဒါလေးပြန်ပြီးတော့လုပ်ပေးရပါတယ်။အဲ့ဒါကူမှမဟုတ်ဘူး။ ခေါင်းရင်းအိမ်ရလည်းအမြဲတမ်းရံဖြစ်နေတယ်။ရှေးအိမ်ရလည်းအမြဲတမ်းဖျားရှိခိုးနေတယ်ဆိုရင်တော့နော်ကျွန်တော်တို့တစ်ခါတလေမှဖြစ်တာမဟုတ်ဘဲနဲ့အမြဲတမ်းနေတူပါကအဲ့လိုတွေဖြစ်နေရဆိုရင်တော့ဆန့်ကျင်ဘက်တွေဖြစ်နေတယ်ဆိုရင်တော့အကောင်းဆုံးကတော့အိမ်မှာမင်္ဂလာတုပ်ကိုတနေ့ကိုအိုးကကျွန်တော်တို့အတန်လေးထွက်ပြီးတော့ဖွင့်ထားပြီးပါ။ဒါဆိုရင်တော့အဲ့ဒီဟာတွေကိုကြော်လွှားနိုင်သွားတယ်။အဲ့ဒီမကောင်းတဲ့အချင်းညာတွေကိုယ်ဒီမှာလာပြီးတော့မဖြစ်ပါဘူး။အဲ့တော့ဒီနေ့လေးကိုမိတ်ဆွေတို့ကျွန်တော်ကနေပြီးတော့ဝေမျှလိုက်ပါတယ်။ ပြောမယ်ဆိုရင်တော့အကျယ်ကြီးပြောလို့ရပါတယ်အကျယ်ချင်ရင်တော့အများကြီးပါပဲအဲ့တော့ဒီလောက်လေးဆိုရင်ဟိုမိတ်ဆွေတို့ဒီဟိုဘာသာကိုကွဲချမ်းစိတ်ချပြီးတော့စဉ်းစားသုံးသပ်နိုင်ပါပြီနော်အဲ့တော့ကျွန်တော်ဒီနေ့ကိုဒီဟာလေးကိုကျွန်တော်ဝေမျှပေးလိုက်ပါတယ်ခင်ဗျာ